ဒါခဏနေတော့ကျွန်တော်လဲဟာဒီလိုပြောလို့မကောင်းသေးပါဘူးဆိုအားနဲ့ကဲသူဘယ်ရောက်နေလဲအဲ့ကြတော့မှငိုပါကြီးရာနဲ့ကျမကလေးရတယ်ဘယ်တခွဲဥမှမရဘူးရှေ့တန်းအောင်တန်းပို့တယ်တဲ့ဘယ်စစ်တွေသားကိုသွားရမလဲမသိဘူးရခိုင်လားကရင်လားကရင်နီလားရှမ်းလားဘယ်သွားရမလဲမသိဘူးသူတို့အခုတော့ကားပေါ်ရောရောက်နေတယ်ဘယ်သွားရမလဲမသိဘူးပေါ့ဒီနေ့လဲမိသားစုတစုလာပြောတယ်ဆရာရဲ့ကိုစွဲရဲ့ကျမသားလေးရဲ့ဆက်ပြသွားဝယ်ထားတယ်မနှုံကျွန်တော် အင်ကြီးကျွလေးနဲတဲ့ဆက်ပြသွားဝယ်တာဆိုင်ကယ်နဲတဲ့ပေါ်တာပါသွားတယ်တဲ့ဖုန်းဆက်သွယ်မရဘူးတဲ့ဖုန်းဆက်သွယ်ရလဲရရောအမေကျွန်တော်တင်တဲ့ရောက်နေပြီလို့ပြောတယ်ဟဲ့နေပဲတင်တဲ့သွားတာလဲပြောင်းနေစစ်ကောင်စီကျွန်တော်ပေါ်တာဆွဲသွားကျွန်တော်အခုစစ်စင်နဲ့တက်နေရတယ်လို့ပြောတယ်တဲ့စစ်စင်နဲ့တက်ပြီးသွားရင်စစ်စင်နဲ့တက်ပြီးသွားရင်တက်တွေကိုကျွန်တော်တို့ကြမယ်ပေါ့တခွဲတွေကိုအဲတခွဲတွေကိုကျွန်တော်တို့ကြမယ်တဲ့အဲ့လိုမျိုးသူ့မေကိုသူကပြောတော့သူ့မေကလည်းအေးဟုတ်ပြီတခွဲတွေကိုကြတယ်ဆိုတော့လေနေပဲကြလဲကြတော့မှတက်ကိုလိုက်ပြီးတော့ ငါတို့လူကြီးတွေနဲ့ပြောဆိုပြီးထုတ်မယ်ပေါ့အဲသူတို့ကပေါ်တာဆွဲခံရတာတော့မှတချို့ပြည်သူတွေအတိမရှိဘူးအဲ့ဒါကျွန်တော်ကလာအဲ့လိုလာပြောပြတော့ကျွန်တော်ချက်ချင်းတော့စိတ်တူတယ်အသက်ဘယ်လောက်လဲဆိုတော့ကျမကလေးရတဲ့အခုမှငယ်သေးတယ်အသက်20 20နှစ်ပဲရှိသေးတယ်အမားလို့အသက်20 20နှစ်ဆိုတာတော်လိုင်းအင်အားစုတွေမှာကိုယ်အတိနဲ့ကိုယ်ဝင်လာပြီးတောင်ဝင်ထမ်းဆောင်တယ်တချို့ဆို20 20နှစ်နဲ့ဟိုဟို20 20နှစ်နဲ့တခွဲမှုတွေလူခွဲမှုတွေတော့ဖြစ်ကုန်ပြီတချို့ဆို20 20နှစ်တရင်မှုတော့ဖြစ်တယ်လို့ အမတို့ကျွန်တော်တို့ဒီဒေါ်လိုင်းအင်အားစုဘက်ကနေဒီလိုပေါ်တာဆွဲနေပြီဒီလူငယ်တွေကိုရှောင်ဖို့စကားစကိုဟိုစကားစကိုအသက်ကိုငှဲမှာမဟုတ်ဘူးတွန်းလှန်ဖို့ဆိုပြီးတော့မှကျွန်တော်တို့ပြောနေတာပဲလို့အမတို့ကဒါကိုနားမထောင်အခုဖြစ်တော့မှကုပေါင်းကဲပေါင်းလာလို့ကျွန်တော်လက်ချက်ချင်းဆိုတော့စိတ်တူတာပေါ့စိတ်တူပြီးတော့မှခင်ဗျားတို့အခုချိန်ညမှာကုပါကဲပါမလုပ်နဲ့တိုက်ပွဲထဲမှာခွဲခြားလို့မရဘူးတိုက်ပွဲထဲရောက်မှာတေဖို့ပဲရှိတယ်ကျွန်တော်လည်းစိတ်တူလို့ပြောလိုက်အာခဏနေတော့ကျွန်တော်လဲအာဒီလိုပြောလို့မကောင်းသေးပါဘူးဆိုအာနဲ့ကဲသူဘယ်ရောက်နေလဲအဲ့ကြတော့မှငိုပါကြီးရနဲ့ ကျမကလေးရတယ်ဘယ်တခွဲမှမရအောင်ရှေ့တန်းအောင်တန်းပို့တယ်တဲ့ဘယ်စစ်ဒေသကိုသွားရမလဲမသိဘူးရခိုင်လားကရင်လားကရင်နီလားရှမ်းလားဘယ်သွားရမလဲမသိဘူးသူတို့အခုတော့ကားပေါ်ရောရောက်နေတယ်ဘယ်သွားရမလဲမသိဘူးပေါ့နော်အဲ့လိုမျိုးဖြစ်နေတယ်ပေါ့အဲရောက်တဲ့စစ်ဒေသဆရာတို့စစ်ဒေသပဲရောက်လာခဲ့ကျမကလေးကိုဘယ်လိုကယ်ထုတ်နိုင်မလဲဆိုတာစဉ်းစားပေးပါအောင်ဆိုလာပြောတာဟောကိုကလိုက်အောင်ကယ်ရအောင်မယ်ဒါပေမဲ့ချက်ချင်းဆိုတော့စိတ်တော့တူတာပေါ့ဒါပေမဲ့လည်းပြန်တွေးကြည့်တော့လေခုနပြောသလိုပေါ့ငါကလေးတွေကကျွန်တော်တို့လည်းကြုံတဲ့အခါနွေးထွေးတယ်လုံကြုံတယ်ဆိုတဲ့ခံစားချက်ကိုခံစားရတယ်အဲ့တော့ပြည်သူလူထုကလည်းကျွန်တော်တို့အပေါ်မှာ ကောင်းသည်ရှိပြည်သူလူထုကနားလေသည်ရှိနားလေနားမလဲသည်ရှိဒုက္ခရောက်တဲ့အခါကိုယ့်ကိုအားကိုးရဲဆိုတော့အားကိုးခြင်းစိတ်ရှိတယ်ဆိုတော့ပီတိတော့နည်းနည်းဖြစ်ရတာပေါ့ဟုတ်ကဲ့ကျွန်တော်တို့စီတီသားပဲရောက်လာရင်ကျွန်တော်တို့အကောင်းဆုံးဆောင်ရွက်ပေးပါမယ်ဒီလိုပဲအပိနေသေးရတာပေါ့အဲ့တော့ဒီမိသားစုလိုမျိုးတောကရောက်နေတဲ့မိသားစုပေါင်းဘလောက်များမလဲမင်းတို့တွေ့ကြရနိုင်ငံတော်ထဲမှာအဲ့တော့ပြည်သူလူထုကတော့အသိမရှိဘူးဆိုတဲ့ပုံမှာတော့ကျွန်တော်တို့စိတ်ဆိုးတာတော့အမှန်ပဲမဲ့လေဟုတ်မင်းလည်းမှာဆိုတော့ကျွန်တော်တို့တနာတာပေါ့ဗျာအသိတယ် အကုန်ခေါ်တာရက်ွက်လိုက်ရက်ွက်လိုက်အကုန်ခေါ်ပြီးမှအင်းတောင်စင်းနဲ့အကုန်လက်မဲ့ထိုးစမကြီးခေါ်နေပြီးအဲ့မပေါ့နဲ့အင်းကြီးကျွန်းနဲ့ရေချိုးနေတာခေါင်းချော်မလို့ဆိုပြီးတော့ဆက်ပြတယ်ခေါင်းချော်ကြီးသွားဝဲတာပြတ်မလာတော့ဘူးတဲ့အဲ့လိုအချိန်လေးမှအဲ့လိုပေါ်တာဆိုရဲ့နော်သူတို့ကလည်းအချိန်ခံလုံသားတွေနေမှာပေါ့မလို့ရဲ့ည9နာရီလောက်မှအလုပ်ပိတ်အိမ်ပြန်အိမ်ပြန်တော့အိမ်မှာမရှိတော့9နာရီ10နာရီအဲ့လိုထွက်ဝဲနေမှာပေါ့ ဟုတ်တယ်လေမြန်မာနိုင်ငံမှာမနှူရဲ့လစာလေးဒီအောက်တန်းစားတွေလုတ်ခဲ့တဲ့ဒုက္ခဒုက္ခတွေကြောင့်လစာလေးကျွန်တော်တို့ခင်မှာ2သိန်း3သိန်းခွဲရဖို့အတွက်မနေ့6နာရီကနေည9နာရီလေးမင်းတို့တနေ့7နာရီမှမကတာတိရစ္ဆာန်တတလို့လုတ်ရတာသူများနိုင်ငံမှာလည်းအဲ့လောက်အချိန်လုတ်လို့ရတာရှိပါတယ်ဒါပေမဲ့ထပ်ထပ်တန်တန်ရရလေမလုတ်ချင်လို့7နာရီပဲလုတ်လဲလုံသမားဝင်ကြီးဌာနဘာညာကာဝယ်ပေးတယ်လေကျွန်တော်နိုင်ငံမှာမလုတ်ချင်လို့မနေ့6နာရီနဲ့ည9နာရီထိအလုံးမလုတ်ချင်လို့တတိယကိုမလုတ်ချင်သွားပြောတယ်ကိုကအလုံးလက်မဲ့ဖြစ်ရုံပဲရှိမယ်မြန်မာနိုင်ငံမှာလုတ်ကန်ရှားတယ်လေမင်းတို့အဲ့တော့ ဒီနှစ်သိန်းခွဲနှစ်သိန်းနဲ့လည်းည9:00ခန့်ထိလှုပ်လှုပ်ရတာပဲဒါကျွန်တော်တို့ရဲ့အခြေခံဘဝတွေပဲအဲ့တော့သူလည်းအဲ့လိုမျိုးပဲ9:00လောက်မှပြန်လာရေမိုးချိုးချင်တော့အပြင်ထွက်လာနေမှာပေါ့